ဗုဒ္ဓဘုရားရှင်ကကွဲကွဲကွဲကွာသွားတာသူတို့ကဖျက်ဖြစ်ပြီးတဲ့အချိန်ကစပြီးတော့သူတို့ဖျက်နဲ့တွေ့ကြတဲ့အချိန်မှာတွေ့တွေ့ချင်းမဲ့သူတို့သောတပန်နဲ့သက္ကရကနဲ့အနာကနဲ့ဖြစ်သွားကြတယ်ပုထုဇဉ်တပါးမှမကြောင်ဘာ30လုံးပါရန်တာလည်းတပါးမှမပါအပ30လုံးလုံးဒီတချို့သောတာပန်ဖြစ်တယ်တချို့သက္ကရကံဖြစ်တချို့ကအနာကံဖြစ် ဖြစ်သွားပြီတဲ့နောက်သူတို့တောထဲမှာပဲနေကြတာဘုရားဗျာရှင်ရဲ့သာသနာရှေ့ဘိမ်းမှာတန်ခါတော်တွေကတပိတ်တလုံးသင်္ကန်းသုံးထိုင်ပဲခွင့်ပြုတယ်အဲ့ထက်သင်္ကန်းအဖို့ထားခွင့်မပေးဘူးဘုရားဗျာရှင်သင်္ကန်းအဖို့ထားခွင့်မပေးတဲ့အခါကျတော့ကိုတော်ဒီမှာအဲ့ဒီမှာဟိုသင်္ကန်းနဲ့ပတ်သက်တဲ့အခက်အခဲရှိတယ်ဒီနေ့တော့ဒီတော့အရှင်မြတ်တွေကသူတို့ဒီနေ့ရရမနေပြီးတော့နောက် ခုနှစ်နှစ်လောက်ကြာလာတဲ့အခါဖယန်းရှင်တတိယလာတယ်ဆိုတာ၆နှစ်ကျော်ကျော်ခုနှစ်နှစ်ထည့်ရောက်လာတဲ့အခါရာဇဂျိုမှာသူတို့ဝါဆိုကြတယ်နဲ့တူတယ်အဲ့ဒီကနေဖယန်းရှင်ကိုတော့ဖူမဲဆိုတဲ့အခါကျတော့တာဝတိရောက်ဖို့မရောက်နိုင်တော့ဘူးဝါမဆိုပြင်ခင်အခါကာလမှာပဲပါဂေတမြို့မှာဝါဆိုလဲရပါတယ်ဝါဆိုလက်ပြနေမှာတာဂေတမြို့ဆိုတာက ဝတ္တဝုဒိနာတာဂိရကိုပြောတာမဟုတ်ဘူးအိန္ဒိယထဲမှာရှိတဲ့တာဂိရအိန္ဒိယမှာရှိတဲ့တာဂိတမြို့ဆိုတာရှိတယ်အဲ့ဒါကတော့ဇယဇုံနဲ့နီးပါတယ်ဇယဇုံနဲ့တာဝုထိရဲ့ကြားမှာရှိတယ်အဲ့ဒီအဲ့ဒီတာဂိရမြို့ကတော့စိတ်ဝင်စားစရာကောင်းတာပဲဘုရင်တို့အချိန်ချင်းသွားလေ့လာဖို့ပါတယ် ဘာလို့လဲဆိုတာအဲ့ဒီတာဂီရမျိုးဟောင်းညာဒီနေ့အစ္စနံဘာသာဝင်နဲ့ခရိယဘာသာတို့ရဲ့နေရာချင်းလူနေကြတဲ့နေရာဖြစ်နေအနည်း30ကျော်ပါပြီဒီနေ့ဒီပြဿနာမြင်ဘယ်တော့မှလည်းငြိမ်းမှာမဟုတ်ပါဘူးဘာလို့လဲဆိုတော့ဒီနေ့နေရာမျိုးဟောင်းနေရာကိုလူကြတဲ့နေရာမှာသူပိုင်နဲ့ကိုပိုင်နဲ့သူဘာသာပိုင်နဲ့ကိုဘာသာပိုင်နဲ့တာနဲ့အိန္ဒိယရှင်ဟွန်တူဒေသနာဖွဲ့ကနေပြီးတော့မှာ ဟိုအရှိအဝင်ဒီမှုထိုင်းသိမ်းရေးအဖွဲ့ကဘယ်လိုလုပ်လဲဆိုတော့အဲ့ဒါဆိုရင်နေကြီးတဲ့တူကြီးအနဲ့ဆုံးမှရှိတဲ့သူတွေရဲ့သူတို့ပိုင်တဲ့နေရာပဲဆိုပြီးတော့အဲ့ဒီဆက်နပ်ပေလောက်တူချလိုက်တဲ့နောက်တူချလိုက်တော့အစ္စလမ်ဘာသာဝင်နဲ့အမပတ်သက်တဲ့အမသားလည်းမထွက်လာဘူးဟိန္ဒူနဲ့ပတ်သက်တဲ့အမသားလည်းမထွက်လာဘူးထွက်လာတဲ့အမသားမှန်ကဗျာဟာ သေဟောင်းကြီးစီးရဗုဒ္ဓဘာသာနဲ့ပတ်သက်တဲ့အမှတ်တရားတွေပဲဖြစ်တယ်။ဒါဆိုရင်ဗုဒ္ဓဘာသာပိန်တဲ့နေရာကြီးပေါ့။အဲ့တော့ခရိယန်သူပိန်ငါပိန်လူနေကြတဲ့အခါကျတော့အဲ့ဒီမှာဒီနေ့ဒီပြဿနာမပြီးသေးဘူး။အဲ့ဒီတာဂိတမြို့ဟောင်းဆိုတာရှိတယ်။အဲ့ဒီမှာသူတို့ဝါဆူကြတယ်ပေါ့ဗျာ။အဲ့ဒီတာဂိဒမျိုးဆိုဒါပုံပြင်ပြောနေတာမဟုတ်ဘူးတကယ်ရှိတဲ့အကြောင်းဘုန်းကြီးသက်တည်ပြတာပါအဲ့ဒီတာဂိဒမျိုးကမြို့အကြီးတော့မဟုတ်ပါဘူးဟိုဘုန်းကြီးတို့နတ်က ဟဲဟိုးမျိုးသတ္တတော်ပဲရှိပါတယ်။တာဂိရမျိုးဆိုအဲ့လောက်သတ္တတော်ပဲရှိတယ်။အဲ့ဒီမျိုးမှာဝါဆိုကြတယ်။ဝါကျုတဲ့အခါကျတော့ဝါလာကျုပြီဆိုတဲ့အခါကျတော့ဖယားဖူခီဆက်ထွက်ကြဆုံးဆိုပြီးတာဟုထိပ်ပိတ်ကိုထွက်တာ။တောင်တိပိတ်ထွက်တဲ့အခါမှာဒီနေ့မနေ့လို့မိုးမျိုးပေါ့။အာရပါရရွာတာ။မိုးအကြည့်အကြည့်ဒီနာအသက်နာပြင်းထန်ရွာတဲ့အခါကျတော့မိုးမိုး တိထံတဲ့မူကြီးရွာသွန်းတဲ့အခါကျတော့အဲ့ဒီတိထံတဲ့မူရွာသွန်းတော့ဘာလို့လဲဆိုတော့ပခုံးပေါ်မှာတင်ငန်းအထူကြီးကော့သွားတာဟိုဟိုနဲ့ထပ်တင်ငန်းအထူကြီးရှိရှိတော့ဒီနေ့ကိုတော်ရီတော့သိပခုံးပေါ်မတင်တော့ပါဘူးဒီနေ့ကအကားခေပြသွားရင်ဝူးဆိုရွာသွန်းတော့ဒီပြင်ကအဲ့တယ်လို့မှရှိတာအဲ့တော့ဘာဖြစ်လဲဆိုတော့အကရှစ်ခေဆုံးသူငယ်တော့ပခုံးပေါ်မှာတင်ငန်းအထူကြီး အဲ့ဒီအထူကြီးဖြစ်တဲ့သင်္ကန်းညာမိုးစာယူလာလိုက်တော့ဘလောက်များလေးမလဲကြီးမြတ်ညစ်လိုက်တော့တပုံးစာလောထွက်မှာအဲ့ဒါရင်ထံပိုးရွက်တယ်ပြီးသွားတဲ့နေထားဘလောက်ပင်မမလဲရှုံနေပွက်နေတယုံယုံနေတိတိထန်တဲ့မိုးရဲ့တန်းကြောင့်သာဝတိမျိုးရောက်သွားတဲ့အချိန်မှာဖယားရှင်ကကျိုးဆိုပြီးနောက်ဆက်စကားပြောပါတယ်ချက်သားတို့ဝါတော့ကျွတ်သွားပြီဝါတွင်ခါကာလမှာသင်ချက်သားတို့တပတ်နဲ့တပတ်နဲ့ ဟုတ်ညီညီညွညောရှိကြပါရဲ့လားဒီလိုမေးတာမနာပါဗျာတပည့်တော်လို့အချင်းချင်းနှုတ်နဲ့ရေရောသကဲ့သို့အမတန်စီလုံးညီညွတောင်းပါဗျာလူသာ क्वे နေပေမဲ့စိတ်ထားချင်းကတော့တသဘောတည်းပါပဲဗျာအလုံးဟာအရိယာကြီးကိုဗျာလောကထဲမှာအရိယာတွေနဲ့ပေါင်းပြီးနေရတာစိတ်ချမ်းသာတယ်လွတ်လပ်တယ်ရှင်းဘာလို့လဲပြဿနာတက်စရာဘာမှမရှိဘူးအလုံးနားလည်ပြီးတယ် ရိယာရုဏီတိမှာကိုဖို့ကိုဘွားကိုဖို့ယက်နေတာမဟုတ်ကိုနဲ့နှိစတဲ့ပေါင်းတဲ့အတွက်ယက်တည်သွားတာမိသားစုသိမ်းဝိမ်းမှနေတယ်ဆိုရင်မိသားစုအတွက်ပဲထက်တွေ့တယ်အရိယာတို့ရဲ့သဘောအခုပြောနေတဲ့ကိုတော်အပါ30ဘုရားနဲ့သွားတွေ့ကြတာဟုတ်ကွာဘုရားကမေးတဲ့အခါမှာအနိုင်ဆုံးကသောတပန်ဖြစ်တယ်အနိုင်ဆုံးတော့အနာသောတပန်နဲ့အနာဂံရဲ့ကြားထဲမှာရှိတာပေါ့ကွာသောတပန်သာကရကအနာဂံအဲ့ထဲမှာရဟန္တာလည်းတပန်ပါဘုဒ္ဓရှင်နဲ့တပန်ပါ အဲ့တော့အမတိခပုဂ္ဂိုလ်လို့ခေါ်တာပေါ့ဗာတယ်လေတိခတိခဆိုတာကပုထုဇဉ်လည်းမဟုတ်ရဟန္တာလည်းမဟုတ်တဲ့ပုဂ္ဂိုလ်တိခအမအဖြစ်နေကျင်ဆဲပုဂ္ဂိုလ်လို့အဲ့လိုအသုံးပြုပါတယ်တိခဆိုတဲ့ပုဂ္ဂိုလ်ဟာမလွတ်မြောက်သေးဘူးကျင်နေဆဲလို့အဓိပ္ပာယ်ရပါတယ်အဲ့ဒီကျင်နေဆဲမှာ ဟိုဘာလို့လဲတော့တမဖြစ်အောင်ကျင့်နေတဲ့ပုဂ္ဂိုလ်တက္ကရာံဖြစ်အောင်ကျင့်နေတဲ့ပုဂ္ဂိုလ်နာဂံဖြစ်အောင်ကျင့်နေတဲ့ပုဂ္ဂိုလ်ယန္တာဖြစ်အောင်ကျင့်နေတဲ့ပုဂ္ဂိုလ်အဲ့ဒါတိခ္ခလို့ဒီလိုသုံးတယ်အဲ့တော့ဘာဖြစ်လဲမကျင့်တဲ့ပုဂ္ဂိုလ်ကတိခ္ခဇင်းနဲ့မပါဘူးဟိုကျင့်နေတယ်ဆိုရင်တော့တူတူကိုကိုပဲအခုရရလဲတိခ္ခပဲဟိုမြို့မြို့လေးတိခ္ခပဲငါလဲတိခ္ခပဲကျင့်နေချင်ဟုတ်လားထိုက်တော့အဲ့ဒီမှာစောစောနောင်းတော့ပြောတယ်မထေမြတ်ကြီးလေကြတော့ ်တိခလို့မြင်သွားအရိယာတွေတောတပန်နေတကရကံနေနာကံနေဖះအခုမေးတယ်လေဝါတွင်းမှာအတူတကွနေကြတဲ့အချိန်မှာအတူတကွနေကြတဲ့အခါမှာစီစီလုံးလုံးညီညီညို့ညို့ရှိကြရလားအရင်ဆုံးမေးတာအရေးကြီးလို့အရေးကြီးလို့အရေးကြီးလို့အဲ့ဒါဘုရားဖះရှင်အရင်ဆုံးမေးတာဘာလို့လဲမညီညွတ်ဆိုင်ရှင်ရတဲ့ဟာ သူတမျိုးငါတဘောငါတမျိုးသူသူတဘောလူများလေစိတ်ရှင်းရမှုများလေလေအဲ့တော့ဘာဖြစ်လဲဆိုတဲ့အခါဟိုအများရှိတဲ့အခါမှာဘာလို့လဲဆိုဟိုစိတ်တူကိုတူစိတ်တူကိုတူအကျင့်တူအမြင်တူမှာပေါင်းစည်းမှုရှိတာစီလုံးမှုရှိတာညီညွတ်မှုရှိတာအဲ့ဒါဆိုများများရှိလေလေအားရှိလေလေပဲ ။များလေကောင်းလေပဲအများပေါင်းလောင်းပြေလို့ပြောတာဟုတ်ကွာ။အများပေါင်းပြီးတော့မှပူပေါင်းပြီးဆောင်ရွက်လိုက်တယ်ဆိုရင်အဲ့ဒါအားဖြစ်သွားတာ။အဲ့အဲ့တော့အခုကဖယားရှင်ကအဲ့ဒါကြောင့်အရှိကြီးတယ်သွား။ဒါဒါတောင်မေ့ရတာအိုး။အခုလည်းဘုန်းကြီးကဒီမှာခொနဲ့တပတ်တပတ်ထိုင်းနေကြတာ။၄၀၅၀ရှိတယ်လို့ပြောတာဘုန်းကြီးကဝမ်းသာတယ် ကြတာဟိုကကြက်တည်လေးရှိတယ်ဝမ်းလဲတာတယ်အားလဲရတယ်ဟိုဘုန်းကြီးကဒီကြောင့်လက်ခံထားတာအမှားအဖြစ်ဒီလိုတခုခုလောက်မှအကျိုးရှိမယ်ဆိုတာကတော့အစကတည်းကထက်တွက်ထားတယ်ဒီလိုလောက်လို့ရရမရစားသင်တိတ်လောက်ပါအတူဘုန်းကြီးတို့လောက်ရတဲ့လောက်ကတော့ပฏิပတ်တိဌာနပေါ့ ပฏิပတ်တိပฏิပတ်တိဆိုတာကတရားလောက်အားထုတ်တာပฏิပတ်တိစာသင်္ဘင်္ဂပရိယတိဒါဟိုဖွင့်တို့ကြတော့ဟိုစာသင်္နာကိုအတိကဥစားပေးတာမဟုတ်ဘာလို့လဲဟိုဟိုဟာဟိုဟိုတရားအားထုတ်တာဥစားပေးတာဒါပေမဲ့လို့အဲ့ဒီတရားအားထုတ်တဲ့အခါမှာ level သင်ယူမှုမပါတာမဟုတ်သင်မှုကပါပြီးသားပဲအခုပါလုပ်နေတာလေဖွင့်တာသင်ပေးနေတာပဲလေဟုတ်လား အခုခေါ်တာတွေပြောတာတွေပို့ချတာတွေတင်ပေးတာတွေနာယူတာတွေမှတ်သားတာတွေအဲ့ဒါတည်းဟာဒါပရိယတ်တိပဲပေါ့ပฏิပတ်တိလောက်တယ်ဆိုပေမဲ့ပရိယတ်တိနဲ့မกินဘူးပရိယတ်တိဆိုတာဘာလဲဆိုနားလည်အောင်ရှင်းပြတာအဲ့ဒါပရိယတ်တိပฏิပတ်တိဆိုတာဘာလို့လဲလောက်တအောင်သိယူတာလောက်တအောင်သိပေးတာသိယူတာလောက်အလုံးနဲ့အလုံးနဲ့တအောင်သိယူတာအလုံးနဲ့သိယူတာ အဲ့ဒါကဘာလို့လဲဆိုတော့ကပฏิပါဗျာနားလည်အောင်ရှင်းပြတယ်လောက်တောင်းသင်ပေးတယ်အဲ့ဒီကုတက်ကနေဘုန်းကြီးတို့ဒီကြောင်းကြတော့သူကပฏิပတ်တိဆိုတာသူကဟိုလောက်တောင်းသင်ယူတဲ့နေရာပေါ့ဗျာအသင်ယူတာချင်းတူပေမဲ့လို့တင်ညာနဲ့ဟိုဘာဖြစ်လဲဆိုတော့မတ်သားမှုနဲ့လာမတ်သားမှုနဲ့ပြီးသွားတဲ့သင်မှုမျိုးမဟုတ်ဘူးတိမြင့်မှုထိကြောင်းသွားတဲ့သင်ယူမှုမျိုးပေါ့ဗျာဟာလား ဲ့တော့ပฏิပလို့သုံးပါတယ်ဘာလဲလို့ပฏิပတရားတော်အားထုတ်တဲ့အခါမှာအဲ့ဒီကအခုကတပတ်တစ်ခါတစ်ခါအလူရှင်တွေလည်းပဲဟိုမှာပေါ်မှာပြီးလို့ပဲဘုန်းကြီးစိတ်ချမ်းသာတာစိတ်ချမ်းသာတာဒါအများကြီးအကုန်လုံးကနေသူလူချင်းကိုလူချင်းဟိုနပတ်တော့ပါလေးပါနပတ်တော့ပါလေးပါရှေ့ကိုဂျူဂျူရောက်နေတယ်အလူရှင်တွေလည်းပဲဟိုရရတော့ဟိုမတ်တီတက်လို့စီစဉ်ရတာဟို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 မမဝေတော့ ခင်တော့မလို့စီစဉ်ရတာတော့နည်းနည်းပင်ပန်းတော့ပေါ့ဒါပေမဲ့လို့အပင်မဒါတော့အကျိုးရှိတော့ပင်မခံခြင်းဟုတ်လားနည်းနည်းတော့ပို့ပြီးတော့ပင်ပန်းပေါ့ပင်မခံတော့ပင်မခံကျုံတ်ပါလေဘာလို့လဲသူများတရားအားထုတ်တဲ့အခါသိအောင်လုပ်နေတာဟုတ်ဒါရှိမှဒီအာဟာရရှိမှအားရှိတာအာဟာရမရှိရင်အားမရှိဘူးအာဟာရရှိမှဟုတ်အားဖြစ်သွားတာနော် အမှတရားအထုတ်လို့အဆင်ပြေတာအဲ့ဒါအကုန်လုံးအဲ့လိုဝေယဝိဆက်တွေစီစဉ်ပေးကြတဲ့အတွက်ကြောင့်သူတို့လည်းပဲလွတ်လွတ်လပ်လပ်အထုတ်လဲကိုယ်အိုင်ငယ်နေပြီးယူလာပြီးတော့ထမင်းကြိုင်ယူလာရမယ်ဆိုရင်တော်တော်တနာမလာဖြစ်လေဘာလို့တချို့တချို့ဆိုတယောက်တည်းနေဓာတ်ရုပ်စီမိုင်းပိုင်းနဲ့အချိန်ကတော့ကြာသွားမှာကျုပ်ရဲ့ထလာလို့မလွယ်ဘူးအခုတက်တော့ဒီမှာလူရှင်ရှိပြီးသားရေရတို့ခင်ကြောင့်မွန်တို့မှတ်တည်တာလို့အစီအစဉ်ပေးတယ်ဆိုရင်ဒါချက်ချင်းပဲဒီမှာဟိုစုခနဲ့စုကော့ထလာလို့ရတယ်ဟုတ်လား အဲ့ဒီမှာကြတော့တရားစုပြီးတော့မှဒီလိုထိုင်ကြတယ်တပတ်တစ်ခါတစ်ခါတရားထိုင်ကြတယ်ဆိုတာဘုန်းကြီးကဝမ်းသာတယ်ဝမ်းသာတယ်အဲ့တော့ဘုန်းကြီးတရားခွေခွေဖွင့်ပြီးတော့မှဟိုနှာတော်မှလေးလေးစားစားတံမိုးထားပြီးတော့မှနိုင်ယူကြတယ်ဆိုတာဘုန်းကြီးပူပြီးဘုန်းကြီးကိုတင်ကပြန်လေးစားပါတယ်ဟုတ်လို့စုပေါင်းပြီးတော့မှအဲ့လိုတရားလုပ်နေကြတာဖြစ်တဲ့အတွက်ဒါဖယားရှင်ချီးမွမ်းတဲ့အလုပ်ပဲနော်ခုနကတော့ဘုန်းကြီးဖယားရှင်ရဲ့ချီးမွမ်းတဲ့အလုပ်ပဲဒါက အဲ့လိုအတူတကွလုံနေအခုဆိုဟိုတပတ်တစ်ခါတစ်ခါတစ်ခါလေးတွေးကြဆုံကြတဲ့အခါကျတော့စိတ်ထဲမှာဟောဘယ်လိုပြောပလဲဆိုတော့အလုတ်တူတယ်အလုတ်တူတဲ့အခါကျတော့အမြင်တူတယ်အမြင်တူတော့သဘောထားချင်းတူတယ်သဘောထားချင်းတူတော့ဘာဖြစ်လဲဟိုဟိုစီလုံးမှုရှိတယ်ပေါင်းစည်းမှုရှိတယ်အစည်းစည်းလုံးလုံးပေါင်းပေါင်းစည်းစည်းလုံရအားဖြစ်သွားတယ်တေော်တဲ့ထိုင်တယ်အများနဲ့ပူပေါင်းပြီးထိုင်တာမတူဘူး တယောက်တည်းဆိုရင်တော့ဟိုအားမပါဘူးကိုကကိုဝဲဆွဲစီနေရတာဟိုအားရှိပြီတပကူကတယောက်တည်းကောင်းတော့ဘောအခုကတော့အိမ်မနေပြီးလောက်ကြသူသူကိုကိုအိမ်မနေပြီးလောက်ကြတာဖြစ်တော့သူ့ကိုမီကိုသူမီပြီးတော့ပူပေါင်းပြီးတော့အားတက်သွားမှာဘောဟုတ်လားအမဆိုရင်ကိုအိမ်မကိုတယောက်တည်းထိုင်စေတနိုင်မပြေဘူးထားချင်လိုက်ထားချင်လိုက်ထားထားသွားနေတယ်ဟုတ်လားအေးဘာကိစ္စပေါ်လိုက်စကူတဲ့ပေါ်လိုက်အာတနိုင်ပြေအောင်မထိုင်ဘူးထားသွားတာ အခုဒီမှာကြတော့မဟုတ်ဘူးသူများတနားရီထိုင်တို့လည်းတနားရီထိုင်ဝင်ရမယ်ဟာတနားတနားရီခွဲထိုင်တို့လည်းတနားရီခွဲထိုင်ဝင်ရမှာပေါ့သူများအချိန်ပူထိုင်တို့လည်းအချိန်ပူထိုင်ဝင်ရအောင်ဒီလိုဘူးဘူးမောမောလေးတွေဖြစ်သွားတဲ့အခါကျတော့ပုံပြီးအားရှိသွားတာပေါ့နောက်ပြီးတော့ဒီအလောက်ကလှုပ်တင်လှုပ်ထိုက်တဲ့အလောက်ပဲလေလှုပ်တင်လှုပ်ထိုက်တဲ့အလောက်ဒီလှုပ်ထက်လှုပ်တင်တဲ့အလောက်ကတော့လောကထဲမှာမရှိတော့ဘူးဘုန်းကြီးပြောဒီအလောက်ကအလောက်တင်ဆုံးသောအလောက် အလောက်ထိုင်ဆောင်တော့အလောက်ဘယ်တော့မှအရှုံးမရှိတဲ့အလောက်ဘုန်းကြီးကတော့အပြည့်အဝယုံကြည်တယ်ကိုဘွားအပြည့်အဝယုံကြည်တယ်ဆိုတာဘာဖြစ်လဲဆိုတော့ဟိုဟိုဒီတရားသဘောတွေနည်းနည်းလေးကုသန္တမတရားသဘောနည်းနည်းလေးရှိနည်းနည်းကိလေသာပါနည်းနည်းကိလေသာပိုင်းနည်းနည်းလွတ်လာသွားတာပဲနည်းနည်းလွတ်လိုက်နည်းနည်းငြိမ်းချမ်းသာတာပဲများများသိရင်များများကိလေသာနေလွတ်လာသွားတယ်များ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 လွတ်လိုက်ရင်များများငြိမ်းချမ်းသာတယ်အဲ့ဒီငြိမ်းချမ်းမှု သူ့ဘဝရဲ့ဘဝမှာလဲဆိုတော့အဲ့ဒီအတိတ်ကအရေးကြီးတယ်ကလွတ်လပ်ဖို့ငြိမ်းချမ်းဖို့အရေးကြီးတယ်ဟုတ်ပါဖြစ်လေကျေနပ်မှုတစ်ခုခုဘဝရဲ့လို့ဖြစ်လာကျေနပ်မှုတစ်ခုခုကြံခဲ့ဖို့အရေးကြီးတယ်အရေးကြီးတယ်ဟိုတိပင်းဟာတော့ဘာဖြစ်လဲလောကထဲကသူ့ဟာနဲ့ကိုဟာရှိရှိဖို့လိုအပ်တာတော့မှန်တာပါပဲစောင့်နေရဲ့အတွေ့အစည်းဝိုင်းရှိဖို့လည်းလိုတယ်နောက်ပြီးတော့ကိုယ့်ရဲ့ ဟိုဟိုလောကိုင်းမှာလူချင်းတူတူသူချင်းများများနေထိုင်ဖို့ဆိုတဲ့အခါဘာဖြစ်လဲအသိဝိုင်းဆိုတာလဲရှိဖို့လိုတယ်။ကုံဆိုတာလဲရှိဖို့လိုတယ်။ဒါပေမဲ့အဲ့ဒါနေဘလောက်ပဲရှိနေရှိနေဓမ္မအတိမရှိရင်ဘဝမှာအတိတ်ပဲရှိတယ်လို့ခံစားလို့မရဘူး။ဟိုဘာတွေဘလောက်ပဲရှိနေရှိနေအဲ့ဒီမှာဒီဓမ္မအတိရှိမှာအတိတ်ပဲရှိတယ်ပြည့်စုံတယ်လို့ဖုန်းကြီးကတော့အဲ့လိုပဲခံယူတယ်။ဟိုတခြားဘလောက်ပဲရှိရှိ တခုခုတော့လိုနေသလိုထင်ရတာပဲဘာလို့လောကထဲမှာလူတွေကဘာဖြစ်လဲဆိုဟိုလူရာတော့လိုက်ရင်ပူပြီးလို့သွားတယ်ရှောင်ပြန်တော့လူရာတော့လိုက်ရင်ပူပြီးလို့သွားတယ်လူအချက်ပူမြန်သွားတယ်ဟိုတခုရဟိုရစရာတခုရှိလို့တခုတော့လိုက်ရှာရင်နှစ်ခုလို့လာတယ်နှစ်ခုလိုက်ရှာကြည့်လေးခုတော့လို့လေလေးခုလိုက်ဖြည့်ကြည့်၁၀ခုတော့လို့လာတယ်ဘယ်တော့မှပြည့်တယ်လို့မရှိဘူး ဟောက်မဟောက်ဆိုတဲ့အနေထားခုအိုးသိမ့်ပေါထောင်းတဲ့တို့ကြည့်တူတူကိုကိုပဲသိမ့်တရားလေးမှမရှိသေးခင်တော့သိမ့်တရားရချင်တာပေါ့သိမ့်တရားရတဲ့အခါကျတော့တရားနဲ့နားပြီလားဆိုသိမ့်တရားရောက်တဲ့အခါတထောင်ရချင်တာပဲသိမ့်ပေါတထောင်တူကိုကိုတူတူကိုကိုပိုင်ဆိုင်ပြီပဲဒါပေမဲ့သိမ့်ပေါတထောင်ကျေနိုင်ပြီလားဆိုတော့သိမ့်ပေါတဖောင်းအောင်ရချင်တာပဲ သိမ်းမွန်တချို့ကတသောလောက်ရရှိပြီဗျာရရှိလို့ကိုရှိတသောရောက်လာပြီဗျာအဲ့ဒီတသောရောက်လာတဲ့အခါချိန်နှံ့မှုတကယ်ရပြီလားပြန်စေမြောက်သိမ်းမွန်တောင်းနေချိန်ပြီကိုကိုပိန်ဆိုင်ခွင့်ကတောင်းမောများစွာပိန်ဆိုင်လာတာပဲဒါပေမဲ့တကယ်ချိန်နှံ့မှုရပြီလားလို့ကိုကကိုပြန်သုံးသပ်ကြည့်မြောက်အဲ့တော့ဘာလို့လဲဆိုတော့နောက်ထပ်သိန်းကိုသိန်းနဲ့ချီပြီးချမ်းသာခြင်းတည်းသိန်းနဲ့ချီ